ဘိုးဘိုးဆိုတော့ဆိုလို့ချင်းလဲသူနောက်ဆုံးကသူနောက်ဆုံးဟာတိုက်စီကျန်တာဒါပေမဲ့ကျွန်တော်မလိုက်မလိုက်ခင်လူစားပြန်လာမှာပဲပေါ့လေဒါပေမဲ့တကယ်အမေကဆေးဝါးပြန်လာအချိန်မှာဘိုးဆိုဟဲ့ဆိုစကားတခေါ်ပေါ့အဲ့တော့ကျွန်တော်သူဘာမှမလုပ်ပြလိုက်ရအောင်ဟိုလိုက်ခင်မင်းတော့စကားတခေါ်တော့ပြောလိုက်ရအောင်ပေါ့လေဒါပေမဲ့အဲ့လူနောက်ဆုံးတွေ့လာတဲ့အချိန်အဲ့ဒီအချိန်ကပြန်လာအချိန်မှာသူမရှိအောင်ဘောမရှိတော့ဘူး။တော့ဒါကိုကိုရဲ့ live မှာအရေးကြီးတဲ့သူတယောက်ကိုဒါခွက်ခွာလိုက်တဲ့အချိန်မှာကိုဘာမှမလုပ်ပေးနိုင်ရဲ့နှုတ်နဲ့တော့ကျွန်တော်မပြောလိုက်ရလေချင်းဆိုရင်လောင်းသားစဖြစ်မိရဲ့ချင်း။ အခုနောက်ပိုင်းတော့လူရီအလုံးဆက်ဆက်လို့ရှိရင်ဒါကျွန်တော်ကျွန်တော်ရဲ့နောက်ဆုံးလေးလို့ကျွန်တော်နောက်ဆုံးချက်ကျွန်တော်အများဆက်ဆက်အခုမောင်းတဲ့စကားပြပြပြင်းပြပြောပါလိမ့်ပေပါရှင်နေရဲ့ military နေပြီးရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့စိတ်ကအဲ့လိုဖြစ်နေတယ်အကယ်၍ဒါသာမရှိခဲ့ရင်သူသာမရှိရောမပြောလိုက်ရလေချင်းဆိုရင်တောင်းတမျိုးလေကျွန်တော်ဘယ်သူမှမေးချင်ဘူးပါအဲ့လိုမျိုးဆိုတော့အလုံးပဲပြပြရှင်လေး military လေးနဲ့ပဲဒီကဘာကြီးကိုဆက်ပြီးသွားချင်ပါတယ်ကျွန်တော်အာရုံကိုရှောင်းက ေးချနာဒူနာပါရှင်ဘေဂူတောမလေးအမြေရီကိုရဆိုင်လာတော့ဆိုလို့နေရာဒီမှာကျွန်တော်တို့အယိုပစ်ကထိုင်းလို့ပြင်နေပါဗောလေဟိုအရင်ချွေးလေးပြန်ကျွန်တော်ဘောဆိုရင်ကောင်လေးချွေးပြန်ဗောလေဒါပေမဲ့ဟိုတခုပဲဗောနော်ကျွန်တော်တို့ကျတော့လေ stage ကကျယ်တော့တယောက်တည်းဆိုတော့ဘာမှတော့ကျွန်တော်တို့ကကိစ္စမရှိဘူးဒါပေမဲ့အောက်ကသူကကြိတ်ကြိတ်တိုးစော်လေအောက်ဆီဂျင်မရမှာခုခုတော့စိုးရင်မိရပါလေကျွန်တော်ဒါပေမဲ့အဆင်ပြေပြေလက်ပြီးသွားပါတယ်အရာအလုံးအားတော့ဆိုးနေတဲ့အချိန်မှာမူးနေသွားလားအောက်မှာ အဲအဲ့လိုမျိုးပြောလို့ဒီကတော့လေမရတာပေါ့ကွယ်လေမရရင်တော့လူတွေကတော့အောက်ဆီဂျင်ကောင်းတဲ့မြေကတော့ခဏလေးမေ့သွားတာပေါ့ဆိုတော့အဲ့ဒါလေးပါပဲအဲ့တော့ကျွန်တော်တို့လည်းသူတို့ဆွဲခေါ်ခေါ်ပြီးတော့အမှဆိုနေတန်းလိုက်နေရေတိုက်ပြီးတော့အဲ့လိုဒက်ကပ်ပြီးပြီးတော့သူကြာသွားတော့ကွာကိုပေါ့ဆက်ဆူပေါ့လေအဲ့ တော့အဲ့လိုအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်ကကျွန်တော်ကတော့အဲ့လို face size တွေလည်းကျွန်တော်ကလုတ်ခဲ့ပြီးတော့ဒါကကိုတက်ကဂျိုးနေပြီပါအဲ့တော့ဒါပေမဲ့ပြောရတော့ပေါ့လေချို့ရလူကစိုးရင်ပြီးတော့ရေတွေရမ်းတိုက်လိုက်မိရတာဖြစ်တတ်တယ်လေအဲ့ကြောင့်ငယ်လေးလူတွေကအဲ့ချိန်မှာ temperature မညီရတဲ့အချိန်မှာကျတော့ရှော့ရှိတယ်အဲ့တော့သူတို့ဖိဖိတိုက်တော့ဖိဖိလေးတောက်တယ်လည်းလေးတောက်ဆိုတော့အခုလည်းမတိုက်တော့ကျွန်တော်ကိုယ်တိုင်တိုက်တယ်အဲ့ဒါဆိုညီမလေးမတောက်လည်းတောက်ပြီ တတိစူးနေတယ်လို့ဒါပေမဲ့အစီအပြေလေးနဲ့ပဲသူဆင်းသွားပြီးတော့အခုဟိုမှာနှုတ်ဆက်ခဲ့ပါတယ်သူလည်း view side အောင်တော့ဟုတ်ကဲ့ဟုတ်ဆိုရင်တော့ဟိုလူရောတော့တခုခုပြစ်သွားရင်တော့မျက်စိကြီးမှာပြစ်သွားပို့တော့ဆိုရင်ရသေးရအခုဘလို့ပေးလိုက်လိုက်ရချင်းဆိုပြီးတော့ဗောလေဒါပေမဲ့အခုပြစ်သွားတော့လည်းတကယ်လုပေးလိုက်တယ်အဆင်ပြေသွားတယ်ပျော့ပါတယ်မမမမကောရှင်လိုက်ပါလား ဆိုတာပေါ့ဒါတော့ခုကျွန်တော်တွေ့မစသေးဘူးလို့ပြောလို့ရတယ်။ဆိုတော့တွေ့တကယ်စပြီဆိုရင်တော့ပူပြီးတော့ဒီနှစ်ဆသုံးဆပူလာမယ်ဆိုလို့ရှိရင်တော့အဓိကတော့ရေမြတ်တော့ပေါ့လေ။ CD C hydrate ပေါ့နော်။ပြီးတော့လည်းအဲ့လိုအရင်ချေးထွက်ပြီးရေဆိုလို့ရှိလို့ရှိရင်တော့အဲ့ချေးထွက်သွားတဲ့လောတဲ့အရာပေါ့ရေတခုတော့တောက်တင်တယ်လို့ကျွန်တော်တော့မြင်တာပေါ့နော်။ကျွန်တော်လည်းအဲ့လိုပဲနေနေကြတော့လူရမှာတော့ပေါ့နော်။ပြီးတော့နည်းနည်းအေးတဲ့လလဘောပါရှေ့ဟာလေးပဲဝက်ပါ။ကျွန်တော်လိုမျိုးဒီလိုမျိုးစက်တာတွေဝက်လာမကြိုးစားပါနဲ့။အဲ့ဒါဆိုတော့ဒီလိုဖြစ်သွားပါလိမ့်မယ်။ဟုတ်ကဲ့။အဲကျွန်တော်က ဟို interview လည်းပြောပြတယ်ကြာမှာစပါစကြာ feeling လောက်ဒီသိမရှိဘူးပေါ့နော်ဟိုအဲ့တော့အိမ်မှာပဲနေဖြစ်တယ်ဟိုဒီနေ့ကတရားဆရာတော်မို့အမေကဝယ်မယ်ဆိုရင်အိမ်ဆောက်ပေါ့အိမ်ဆောက်အိမ်မှာခွေးနှစ်ကောင်နဲ့စာကျွေးလိုက်သူသူစားကိုစားပေါ့လေလို့ရှိပါတယ်ပြီးတော့ဘယ်ဘွဲ့မှာတိတ်ပြီးလက်မခံတော့ပါဘူးလောက်တယ်အောင်ဒါမှလည်းဟိုအိမ်ဆောက်ဘယ်လောက်ထိတ်လောက်အရင်ကမလဲဘာလို့လဲဆိုလေဟိုဒါကဖြစ်နေကြပေါ့နော်ဒီလူအများအများတယ်လို့ရာသီဥတုပွင့်ပူတယ်လို့ပြောကျွန်တော်တို့ကဒါတွေကဖြစ်လာမှာပေါ့အဲ့တော့ဖြစ်ဖြစ်လာတော့လေအဲ့ပုံမူတည်ပြပြပဲလိုက်ထိုင်ပဲလုပ်ပြလိုက်တော့အဆင်ပြေသွားတော့ကောင်းပါတယ်ဒါအရင်ထိတ်လင်တာမရှိပါဘူးကျွန်တော်စီမှာဒါကိုလုပ်ပေး ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီလိုမျိုးအဲ့တမကိုလုတ်ပြလိုက်ရတာပေါ့အနည်းဆုံးတော့အဲ့လိုမျိုးပေါ့လေအနည်းဆုံးနောက်နောက်အများကြီးရှိရယ်ဘွားနဲ့ပတ်သက်ပြီးအဲ့နဲ့ပတ်သက်ဘလို့လိုက်ရပြလိုက်လို့ဆိုရဟာမျိုးရှိရယ်ပေါ့နော်အခုကျွန်တော်ကလုတ်ပြလိုက်ရတော့ကျင်းတတ်ပါတယ်အဲအဓိကအဲ့လိုကျွန်တော်ကဒီဘလို့ပြောမလို့ဥမာဖိုးဆိုးတော့ဆိုလို့ရှိရင်လည်းသူ့နောက်ဆုံးသူ့နောက်ဆုံးဟာတိုက်စီချင်တာဒါပေမဲ့ကျွန်တော်မလိုက်မလိုက်ခဲ့ဘူးလူစားပြန်လာမှာပဲပေါ့လေဒါပေမဲ့တကယ်အမေကအစိမ်းကပြန်လာတဲ့အချိန်မှာဖိုးဆိုးသွားတဲ့စကားတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဘာမှမလုပ်ပြလိုက်ရအောင်

အနွေးထွေးနေပြီးရဲ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့စိတ်ကအဲ့လိုဖြစ်နေတယ်အကယ်၍ဒါသာမရှိခဲ့ရင်သူသာမရှိတော့ရင်မပြောလိုက်ရလေချင်းဆိုရင်တောင်တမျိုးလေကျွန်တော်ဘယ်သူမှမပေးချင်ဘူးပါအဲ့လိုမျိုးဆိုတော့အလုံးပဲပြောရှင်လေးနွေးထွေးလေးနဲ့ပဲဒီကဘာကြီးကိုဆက်ပြီးသွားချင်ပါတယ်ကျွန်တော် ်အဲအရင်ဟုတ်အဲ့ဒါလေတကယ်အအဖေကျွန်တော်အခုစစရေသူကမ္ဘာစောစာကမ္ဘာစောကနာတီဗီဆိုရယ်ဘာတိပါတယ်အရင်နေ့ဆိုလို့ရှိရင်အဲ့အောက်မှာရေးတဲ့ comment ကိုကျွန်တော်အရင်သဘောကြောက်သွားအဖေကြည့်လိုက်ရင်ဘာဖြစ်မှာမဟုတ်ဘူးကျွန်တော်အခုရေး share ကွာကျွန်တော် personal account မှာဆိုတော့လေဒါအဖေကလည်းဘာမှ ठी ခဲ့စီလို့ပြင်မရှိဘူးဒါကျွန်တော်ရဲ့ပုံမှန်တိုင်းအရင်ချစ်လို့ပြောလိုက်မိတာအဲ့အောက်မှာလည်း comment လေးရှိရပေါ့လေ comment လေးတွေကလည်းတို့က like ခွေကျွန်တော် like ခွေကြအောင်ပေါ့သူကြလည်းအခုအဲ့ရရလို့ရှိရင်အခုအဲ့တော့ကော်နိုင်မလားပေါ့ကျွန်တော်အဲ့တော့ဒီအောင် mention ပေါ့တကယ်ပြောရပါ ဟောအေးတာအကိတ်နေတဲ့သုံးနာမြောင်ကျွန်တော်ဆိုအဲ့မာစတာမစင်ကန်လို့ရှိရင်တော့အဲ့လိုအတန်လေးရဲ့ဖြတ်တောက်လေးကိုသုံးတဲ့ဟာလေးရှိရပါအကိတ်တော့အဲ့ဒါနည်းနည်းမြောင်ရဲ့အရှိရစကပြပျက်သွားဥပစကလုံးဆိုရင်ကလုံးပဲထွက်တော့တာစမပါတော့ဘူးသူတို့စပလင်ဖြတ်တဲ့ဟာသူလည်းဖြစ်ပါလိမ့်မယ်ဒါတော့အဘွားလည်းဒါသူရချစ်စရာကောင်းတဲ့ pronunciation ဖြစ်ကောင်းဖြစ်မှာပါလေမန်လီမှာတော့မီလာနဲ့ဟာတော့မှပါသွားပြီးတော့ဒါ break data အပီးရဲ့သူယူကြည့်မှုရအောင်ယူခဲ့သေးရပါလေနော်ဆိုတော့အမြဲတမ်းထာဝရရှိနေမှာပါဆိုတော့ရှိနေတိုင်းလည်းလူမျိုးကျွန်တော်တို့ဒီ အားပေးတဲ့သူတွေအားလုံးရောပြီးတော့ဒီသူတို့အမြဲလုပ်ပြီးပွဲမှာလည်းအောင်မြင်လေးနဲ့အငြင်းကင်းလေးပြီးနိုင်ပါစေပြီးတော့အလိုအားလုံးပေါ့နော်ဒီလိုမျိုးလေးပဲကြော်ကြိုင်လေးပဲမျက်ခင်းလေးပြီးနိုင်ပါစေကျွန်တော်ကတော့အဲ့ဒါပဲဆုတောင်းပေးချင်ပါတယ်